ဆက်သွယ်ဥပဒေပုံမှား66ကားကြီးနဲ့တရားစွဲဆိုခံထားရတဲ့ NLD ဗဟိုသုတေသနအဖွဲ့အတွင်းမှဦးမျိုးရန်အောင်သိန်းကိုဒီကနေ့ဒီဇင်ဘာလ28ရက်နေ့ကကမာရုံမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါရယ်ဒီနေ့ရုံးချိန်မှာဦးမျိုးရန်အောင်သိန်းရဲ့အမှုတွေဟာအနောက်ပိုင်းခရိုင် တရားရုံးမှာရောက်ရှိနေရကြောင်းမြို့နယ်တရားရုံးမှာမစစ်ဆေးပြစ်ခဲ့တဲ့နောက်ဘက်ရုံးချိန်ကို2019ခုနှစ်ဇန်နဝါရီလ6ရက်နေ့ကိုချိန်ဆခဲ့တယ်လို့သိရပါရယ်လာမယ့်ရုံးချိန်မှာတရားလိုပြသက်တဲ့၃ဦးကိုစစ်ဆေးမှာဖြစ်ပြီးတရားလိုကတင်ထားတဲ့ပုံမှား 66ကားကြီးနဲ့ပတ်သက်တဲ့အစီရင်ခံစာကိုဥမျိုးရန်အောင်သိရဲ့ရှေ့နေကကန့်ကွက်တာကြောင့်ဂျားပြတ်အမိန့်ချဖို့ရှိတယ်လို့လည်းသိရပါဗျ။ပုံမှ66ကားကြီးနဲ့ဆွဲဆိုခံထားရတဲ့အမှုကိုအာမခံမပေးတာနဲ့ပတ်သက်ပြီးတရားရုံးအထက်မှာဦးမျိုးရန်အောင်သိန်းကအခုလိုပြောခဲ့ပါဗျ။အာမခံမရတော့ကျွန်တော်မပေးတာကျွန်တော်ကြောက်လို့ပေါ့။သမလားကျွန်တော်အပြန်မအဲ့ပုံမှဘယ်လိုမြင်လဲမသိဘူး။အဲ့ပုံမှတော့ဆက်ရှိတယ်မှာပဲ။ဒါမှမဟုတ်ငွေမသုံးသိဘူးပေါ့နော်။ ဦးမြင့်ရန်အောင်သိန်းဟာပုံမှန်66ကားကြီးနဲ့အမှုဖွင့်ခံထားရတဲ့အပေါ်ကမာရွတ်မြို့နယ်တရားရုံးမှာအာမခံလျှောက်ထားပေမဲ့လည်းပယ်ချခံခဲ့ရတာကြောင့်ခရိုင်ရုံးကိုဆက်လက်အာမခံတောင်းခံခြင်းဖြစ်ပြီးထပ်မံပယ်ချခံခဲ့ရတာကြောင့်အခုလိုဆက်လက်ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။ဦးမြင့်ရန်အောင်သိန်း Facebook အကောင့်ကနေအော်တိုဝါလာ14ရက်နေ့ကတက်မတော်ကားခွဲဦးစီးချုပ်ကိုအသေးဖြတ်ထားရဲဆိုတဲ့စာများရေးရဲဆိုပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးလင်းထွန်းကတရားလိုပြုလုပ်ကအော်တိုဝါလာ31ရက်နေ့မှာအမှုဝင်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုင်ကြောင်မှုကိုကမာရုံမြို့မရဲ့စက္ကန်ကပမြင်းဆောင်624မြင်းဆောင်2016ဆက်သွယ်ရေးဥပဒေပုံမှန်66ဂါကြီးနဲ့အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။